အဖြေလွှားတဲ့ငလျင်နဲ့ဒူပါသွားလို့ပြန်လဲဖြေဆိုရမယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေတဲ့ဆန်နတန်းစာမေးပွဲအလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျဆလိုက်ပါတယ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြစ်တဲ့ဆန်နတန်းစာမေးပွဲဟာလွန်ခဲ့တဲ့မလကမှပြီးစီးသွားခဲ့တာဖြစ်ပေမဲ့လာမယ့်မေလမှာတော့ပြန်လဲဖြေဆိုရမယ်လို့ဆိုပါတယ် ညလျင်လောက်ခက်စင်မှာမန္တလေးတက္ကသိုလ်ရဲ့ပင်မဆောင်ကြီးမီလောင်ပြီးတော့တက္ကသိုလ်ဝန်ထမ်းဆာမေပွဲအဖြစ်လွှား၄သိန်းခန့်မီလောင်ပြက်စီသွားခဲ့ပါတယ်။မီလောင်ပြက်စီသွားခဲ့တဲ့အထက်မှာတော့မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်နေတဲ့2024-25တက္ကသိုလ်ဝန်ဆာမေပွဲအဖြစ်လွှားတွေလည်းပါဝင်သွားခဲ့တာပါ။မန္တလေးတိုင်းဒေသကြီးမှဖြည့်ဆို့သူတွေ၊စကိုင်းတိုင်းဒေသကြီးမှဖြည့်ဆို့သူတွေ၊ကချင်ပြည်နယ်မှဖြည့်ဆို့သူတွေရဲ့စုစုပေါင်းအဖြစ်လွှား၄သိန်းဝန်းကျင်မီလောင်ပြက်စီသွားခဲ့ရပြီးတော့နောက်ဆက်တွဲဘယ်လိုတွေဖြစ်လာမလဲဆိုတာကိုအကြောင်းသားတွေကသိချင်နေကြပါတယ်။ ဆံမေးပွဲကိုရေကုန်ရေကန်းစ조사ပြီးဖြေခဲ့ပေမဲ့လည်းအဖြေလွှာတွေကမီးတဲ့ကိုပတ်သွားလို့ចောင်းသားတွေကတော့ဆင်မကောင်းဖြစ်နေကြကောင်နောက်တစ်ချိန်ထပ်ဖြေရမလားဆိုရဲမေကွန်ကတော့အသိချင်းဆုံးဖြစ်နေပါတယ်အဖြေလွှာတွေမီးလောင်ဆုံးရှုံးသွားခဲ့ရတာကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်ကောင်စီနယ်မြေတွေအတွင်းကဖြေဆိုခဲ့ကြတဲ့ចောင်းသားចောင်းသူတွေကဆံမေးပွဲပြန်လည်ဖြေဆိုရမယ်ဆိုတဲ့သတင်းကလည်းညွှန်ကြားစာတစ်စောင်နဲ့အတူထွက်ပေါ်လာခဲ့ပါတယ် မန္တလေးမှာလာမယ့်တရက်နေ့မှာចောင်းသားចောင်းသူတွေကိုအနည်းကနှစ်ဘက်ចောင်းတက်ခိုင်းပြီးစမဝဲပြန်လည်ဖြည့်ခိုင်းဖို့ခွယွညှိနှိုင်းနေကြပါတယ်။မေလာတရက်နေ့ကစပြီးနှစ်ဘက်ចောင်းတက်မှဖြစ်ပြီးတော့ပြန်ဖြည့်ရမှာပါ။မန္တလေးမြို့ကငလျင်တန်းသိရပေမဲ့စမဝဲပြန်ဖြည့်ရမယ်ဆိုတဲ့သတင်းကတော့အိမ်မက်ဆိုးကြီးလို့ဖြစ်နေပါတယ်။စမဝဲဆိုတဲ့ဖီအားကစိတ်ထဲမှာစွဲနေပြီးစမဝဲပြီးသွားတဲ့နောက်အိမ်မက်ထဲမှာလည်းမကြာခဏပြန်ဖြည့်နေရသူတွေရှိပါတယ်။ အခုတော့လာမယ့်မေလအတွင်းမှာဆာမေပွဲပြန်ဖြေရမှာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေရောမိဘတွေအများစုကသဘောမချကြပါဘူး။ပညာရေးစိတ်ပညာနဲ့သက်ဆိုင်တဲ့ဆရာမကြီးအချို့ကလည်းကျောင်းသားတွေကိုဆာမေပွဲပြန်မဖြေရအောင်ကြံပေးခဲ့ကြပါတယ်။ငလျင်လှုပ်ပြီးတဲ့နောက်မှာစိတ်အခြေအနေကမတူတော့သလိုပြန်လည်ဖြေဆိုတဲ့အခါမှာလည်းရလတ်တွေကတူနိုင်ဖို့ဆိုတာကမလွယ်ကူတော့ပါဘူး။ဆာမေပွဲမှာဖြေတော့ကရလတ်အောင်နိုင်ပေမဲ့လည်းဒုတိယချိန်မှာတော့အခြေအနေတွေကမတူတော့ပဲဆာမေပွဲကျသွားတာလည်းဖြစ်သွားနိုင်ပါတယ်။ စနတန်းအတွက်မိဘတွေကလည်းငွေအကုန်ကျခံထားရသလုံးចောင်းသားတွေကလည်းစူးစမ်းထားရတာပါ။ဒါကြောင့်အားလုံးကိုအံ့ဩပေးပြီးတက္ကသိုလ်ဝင်ခွင့်အတွက်စမဝဲပြန်ဖြေခိုင်းတဲ့နေ့ကိုတော့သဘောကျနေကြပါတယ်။ ဒါပေမဲ့တဖက်မှာလည်းဂုံတူးကိုရီမန်းချက်ထားပြီးစ조사ခဲ့တဲ့ចောင်းသူចောင်းသားတွေကလည်းရှိကြပါသေးတယ်။ငငယ်ကလေးကစ조사လာပြီးတက္ကသိုလ်ဝန်ထမ်းမှာဂုံတူးတွေနဲ့အောင်ကျင်းတဲ့ចောင်းသူចောင်းသားတွေကတော့စမှုပွဲကိုပြန်ဖြေချင်နေကြတာပေါ့။အလုံးကိုအောင်ပေးလိုက်ရင်ဂုံတူးရចောင်းသူចောင်းသားတွေအတွက်နင့်နာသွားမှာကိုစိုးရင်ကြပါတယ်။မြန်မာနိုင်ငံမှာတော့တက္ကသိုလ်ဝန်ထမ်းစမှုပွဲကိုဘဝတစ်ဆချိုးပြောင်းလဲစေတဲ့စမှုပွဲအဖြစ်တင်စားကြတာပေါ့။ လက်ရှိမှာတော့မန္တလေးတိုင်းနယ်ကမြို့တွေနဲ့စကိုင်းတိုင်းနယ်ကမြို့တချို့မှာငလျင်ဘေးကိုရန်ခံစားနေရပြီးနေထိုင်ဖို့တောင်အခက်အခဲဖြစ်နေကြတာပါ တချို့ចောင်းသူចောင်းသားတွေကငလျင်ចောင်းကွယ်လွန်သွားခဲ့ရပြီဖြစ်တယ်လို့မိသားစုဆုံးရှုံးထားတဲ့ចောင်းသူចောင်းသားတွေအတွက်လည်းစာကိုအောင်ရောင်ဆိုင်နိုင်ဖို့ဆိုတော့ကမလွယ်ကူတော့ပါဘူးဒက္ခတော်ဝန်ထမ်းဆံမပွဲကိုပြန်ဖြည့်တင်တာကပိုပြီးအဆင်ပြေနိုင်လောင်းဒါမှမဟုတ်အလုံးကိုအောင်ပေးပြီးဒက္ခတော်ဝန်ခွင့်ဆံမပွဲကိုဖြည့်ခိုင်းတာကပိုပြီးအဆင်ပြေလားဆိုတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်ကျေးဇူးပေးခဲ့ကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ